ဒီနေ့ပိုင်းမှာတော့အာသာတို့အိမ်မှာအရေးကြီးတဲ့အခမ်းအနားတစ်ခုရှိရကြအောင်အာသာကိုရိုင်းတော့အငြိမ်မနေနိုင်ပဲဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဝင်လုံနေရပါတယ်။ပွဲလာမဲ့ဧည့်သည်တွေရဲ့အတွက်ကလတိုင်းနဲ့မပြေရသေးလို့အာသာအကူမင်းကလေးကိုစုနေခဲ့ပါတယ်။အကူမင်းကလေးကအချိန်စောသေးရဲ့လို့ကွန်ပလိန်းတက်တာကြောင့်လိန်နာမကြိုက်တဲ့အာသာလည်းခုနကအကုန်ပြင်းပြီးဆိုပြီးဖြေခဲ့တဲ့ပုံမှန်နဲ့အတူတခါတည်းအလုပ်ထုတ်ပစ်လိုက်ပါတယ်။လိန်နာဆိုရင်ဘလူးနီနဲ့မှတိမခန့်လက်တဲ့အာသာဆက်ရုပ်ဟန်ဆောင်ပြီးသူ့စီမှာအိမ်ပေါ်လာလို့နေတဲ့မာရီဆိုရဲ့ကောင်မလေးကိုအားလုံးရှိမှလည်းသူ့ကိုအတူယူကြဆိုပြီးချီးမွမ်းငန်းနဲ့ဖွင့်နေခဲ့ပါတယ်။ ဒီလိုနဲ့ဧည့်သည်တွေရောက်လာခဲ့ပြီးအားလုံးကလည်းဂွန်တရရှိလူကြီးတို့ကောင်းနေဖြစ်နေရကြောင်းမာရီတယာဇက်တမီတာဇူရဲ့အချိန်ဝါကိုလုံလုံငင်းခံစားမိနေခဲ့ပါတယ်။အဲ့ဒီအချိန်အာသာကဒီနေ့လောက်တဲ့ပါတီကခီးသွားနေတဲ့သူ့အဖေကိုစားတာဝန်ယူပြီးလုပ်ပေးရတဲ့အတွက်စက္ကန့်သူတရအနေနဲ့မအောင်မြင်လို့မရဘူးဆိုတာမာရီကိုပြောပြနေခဲ့ပါတယ်။ဒီစကားကိုကြားရင်မာရီလည်းတေချာပေါက်ပွဲပြမဲ့သူတွေရောက်လာမှာပဲဆိုပြီးပြောနေတဲ့အချိန်အာသာရဲ့အတော်နဲ့ဦးလေးရောက်လာအောင်ဒီလိုအရှိန်အဝါကောင်းတဲ့သူတွေကဘယ်သူတွေများလဲလို့မာရီတယောက်ခံမဲ့နေမိပါတယ် အဲ့ဒီအချိန်အတွင်းရေးမှုကအဲ့ဒီလူနေရောက်ကရက်စတီမီသားစုကကားနဲ့ချားလို့တဲလို့ဖြစ်ပြီးအာသာဘက်ကလူတွေဆိုတာကိုပြောပြလိုက်ပါတယ်။အာသာရဲ့မျက်နှာကတော့ခါရင်းနဲ့မတူပဲပြုံးရွှေနေရကြောင်းတလောကလုံးသူ့လောက်စားထိုင်စားထားတဲ့မျက်နှာနဲ့ပဲမြင်မှုခဲ့တဲ့အတော်ဖြစ်သူလဲပျော်စရာတစ်ခုခုရှိထားရဲ့မလားလို့မေးလာပါတယ်။အဲ့ဒါကြောင့်အာသာသူ့မျက်နှာရွှေနေခြင်းရဲ့နောက်ွယ်ရအကြောင်းရင်းဖြစ်တဲ့မာရီနဲ့မိတ်ဆက်ပေးလိုက်တာမလို့အတော်ဖြစ်သူလဲဆက်ရွရဟောရလာမှွင့်ညှောက်လေးတောင်ရှိရဲဆိုပြီးတေချာကိုစိုက်ကြည့်နေခဲ့ပါတယ်။ အဲ့ဒီအချိန်လူမန်းရိမ့်မိသွားမှဆိုတဲ့အတွင်းရင်မှုကမာရီကိုနောက်မှပကန်းလေးဆေးရမှာအပုံကြီးရဲဆိုပြီးဆွဲခေါ်သွားခဲ့ပါတယ်။မာရီကတော့သူ့ဆေးရောစစ်ဖြစ်ကြောင်းပကန်းထက်လိုက်ကြီးရမပြလိုက် ခွဲထက်လိုက်ကြီးကိုင်ပြလိုက်နဲ့တတ်သိပြနေခဲ့ပါတယ်။အဲ့ဒီအချိန်အာသာဒေါ်နဲ့အတူပါလာရဲ့ကြောင်ကလူဆိုရာကိုခံစားမိနေရကြောင်ခွဲထားလိုက်ကြည့်တင်ထားတဲ့တွန်းလဲစီကိုတမြင်ပြေးဝင်လာပါတယ်။ဒါပေမဲ့မာရီယာကြောင်အမြန်ဖမ်းပြီးကြောင်ကြောင်လုတ်သွားတဲ့တွန်းလဲကိုလက်တစ်ဖက်နဲ့ထိန်းလိုက်တဲ့အပြင်လှုပ်ရဲနေတဲ့ခွက်တွေကိုပါအောက်ကိုပြုတ်ကြမလာအောင်ကစားပြလိုက်ပါတယ်။ အဲ့ဒါကြောင့်အားလုံးလည်းမာရီကိုဆေးရုပ်ဆိုတာလက်ခံသွားကြတဲ့အချိန်မာရီကတော့ channel မှာပွဲပြက်မဲ့မတင်ခိုင်းတဲ့လူတွေကိုလိုက်ရှင်းနေခဲ့ပါတယ်။ဒီလိုနဲ့အိမ်ထဲမှာရှိနေမလားဆိုပြီးစစ်ဆေးရုပ်ဝင်လာရတာနဲ့အိမ်ထဲမှာရှိနေတဲ့အသားမာရီကိုမြင်တော့အနောက်ကလိုက်လာခဲ့ရကြောင်းမာရီလည်းမတင်ခိုင်းစရာကောင်းတဲ့လူလို့ထင်ပြီးနောက်ကိုမကြည့်ဘဲတိုက်ခိုက်ပစ်လိုက်ပါတယ်။အာသာတယောက်သတိလစ်သွားခဲ့ရမလို့မာရီလည်းအာသာကိုသူ့ပေါမပေါ်မှာလှဲ့အိပ်ပြီးသတိပြန်ရလာတဲ့အချိန်ကိုစောင့်နေတဲ့အချိန်အာသာသတိပြန်ရလာပြီးအိတ်ခံရတာပြင်းမှန်းလိုက်တာလို့ညှိလိုက်ပါတယ်။ ဒါတို့ကြတော့မာရီတဲ့အာသာကိုသူ့ဒီထက်ပို့ပြီးအစင်မီအောင်လုပ်ပေးနိုင်ရင်ကောင်းမှာပဲလို့တွေးနေတဲ့အချိန်အာသာကောက်ခနဲထားထိုင်လာပြီးမာရီမျက်နှာနာကိုသူ့မျက်နှာကြီးတိုးလာရမလို့မာရီလည်းချက်ချင်းပဲထားရလိုက်ပါရဲ့အဲဒီနောက်တော့ပွဲတဲကိုပြန်ဝင်လာတဲ့အချိန်နှလုံးနဲ့ရမ်းခုန်နေရအောင်တတိထားမိနေပါရဲ့အဲဒီရဲ့အချိန်အတွင်းရင်မှုရောက်လာပြီးသူ့ကိုဝိုင်းနေမှလိုနေရရဲ့လိုက်ဖြစ်ပေးလိုက်ဆိုပြီးတာဝန်ပေးလာပါရဲ့မာရီလည်းဖန်ွက်တီးကိုကင်လိုက်ပေမဲ့ခုနကရင်ခုန်နေတဲ့အချိန်ကမတည်သေးရကြောင်းဘာတစ်ခုမှကောင်းကောင်းမလုပ်နိုင်ပဲနမောနမဲဖြစ်နေပါရဲ့အဲဒါကြောင့်အတွင်းရင်မှုကစိတ်တို့ပြီးမောင်းထုတ်လိုက်ပါရဲ့ ဒီလိုနဲ့မာရီလဲထွက်လာရင်တနင်္လာရောက်မှာတော့ပွဲတဲ့ကိုဘုံစင်နေတဲ့လူတယောက်ကိုတွေးလိုက်ရတာကြောင့်အဲ့ဒီလူကိုပညာပြလိုက်ပြီးဘုံခလုတ်ကိုလက်နဲ့ဖိချိပေးလိုက်ပါတယ်။ဒါပေမဲ့ပညာပြကလွန်ပြီးလူရေရှိကိုယောက်သွားတာမလို့လူရေလည်းကျန်းတဲ့ဆက်ရုပ်ဆိုပြီးသူ့ကိုကြောက်သွားတဲ့အချိန်အာသာရောက်လာပြီးဖြစ်ချောင်းကုန်းစီကိုရှင်းပြလိုက်တော့မှအလုံးလဲမာရီကိုဝိုင်းချီကျူးခဲ့ကြပါတယ်။ဒီလိုနဲ့အာသာရဲ့ဖခင်ဖြစ်သူကိုသာကျင်းပပေးရတဲ့ပွဲလေးကမာရီရဲ့ကျေးဇူးနဲ့အဆင်ပြေသွားခဲ့ပြီးအာသာကမာရီနဲ့နှစ်ယောက်တည်းထိပ်ဖို့အတွက်မာရီရဲ့အောက်ဖစ်ကိုပါချိန်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့မာရီကိုအနီးကပ်ကြည့်ပြီးလူသားမင်းကလေးလိုပဲတော့လို့ပြောလိုက်တာကြောင့်မာရီတယောက်ပေါ်တော့မှာပဲဆိုပြီးအသာအနာကနေပြေးထွက်လာခဲ့ပါတယ်။အတွင်ရင်းမှုကလည်းသူတို့အခြေအနေတွေကိုစောင့်ကြည့်နေခဲ့ပါတယ်။နောက်တနေ့မှာတော့မာရီတယောက်အသာကိုဘလို့မျက်နှာနဲ့တွေးရမလဲလို့တွေးပူနေရင်အသာအတွက်မနက်စာကိုယူလာပေးရတဲ့အချိန်အသာဘက်ကနှုတ်ဆက်တာကိုတောင်းခိုင်းလို့ပြန်မနှုတ်ဆက်နိုင်ပဲဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်အသာကမာရီမင်းမဟုတ်မှလွဲရောဆိုပြီးဆက်မပြောပဲစိုက်ကြည့်နေလိုက်တာကြောင့်မာရီတယောက်ရင်းနေသူတွေတုံနေတဲ့အချိန်စာကြည့်ကန်းလေးကိုလိုက်ခဲ့ဆိုပြီးခေါ်ရတဲ့စာကြည့်ကန်းလေးရောက်သွားပြန်ပါတယ်။ အဲ့ဒါတွေမကသေးပဲအသားမာရီစီကနေတခုခုကိုတက်သေးလိုချင်နေတဲ့ပုံစံနဲ့အလုံးလုံးတဲ့နေရာတိုင်းကိုရောက်လာပြီး skin shit တွေခဏခဏလုပ်နေရကြောင်းမာရီတယောက်နေရာထိုင်ရခက်နေခဲ့ပါရဲ့အဲ့ဒါကြောင့်မာရီလည်းဆက်ယုံနဲ့တူအောင်နေရမယ်ဆိုပြီးဆက်ယုံလိုက်လျှောက်တဲ့ပုံစံနဲ့အသားရှိမှသွားပြလိုက်ပြီးမဲ့နောက်တနည်းမိနစ်မှာတော့အတွင်းရင်မှုကအလုံးထုတ်လိုက်ပြီဆိုတဲ့အကြောင်းပြောလာပါရဲ့အတွင်းရင်မှုကတော့အသားတခုခုကိုတန်လျာဝင်နေပြီဖြစ်လို့အလိန်လာပေါ်သွားရင်သူရောမာရီရောနှစ်ယောက်စလုံးတေးရလိုက်မယ်ဆိုပြီးထုတ်လိုက်တဲ့အတွက်အသားအနားမှာနေကျင်သေးရဲ့မာရီတရားဝန်းနေသွားရပါရဲ့ အတွင်းရေးမှုကအသားအတွက်မာရီနာမန်နစ်ဆိုရဲဆေးရုံစစ်စစ်ကိုတုံးပြီးမှဆိုပြီးပြောလိုက်တဲ့အချိန်မာရီနာမန်နစ်ကလည်းအသားရဲ့ရှိကိုတုတဝင်းတိုင်ရောက်လာပါတယ်။အသားလည်းမာရီနာမန်နစ်ကိုမာရီယုံအတိုင်ဆက်ဆက်မိမဲ့သူ့စိတ်ကတခုခုလုံနေသလိုကြီးပဲခံစားနေရတာကြောင့်နောက်ဆုံးမှတော့ဘလူးမမရတော့ပဲသူမသိအောင်ထပ်သွားရမယ်မာရီရိုရှိရဲ့စီကိုပြုံးစားကြီးရောက်ချလာပါတယ်။အသားလဲမာရီယိုမြင်နိုင်တဲ့တပြိုင်နဲ့ထွမ်းမတော်တောင်းမဲ့နေတဲ့အချိန်မာရီနာမန်နစ်ပေါ်လာပြီးသူထဲမှာပါတဲ့လူသက်စကိတ်နောက်ဆုံးပေါ်ပါရှင်ကြောင့်မာရီယိုမတင်ကားစီရလူလို့တတ်မှတ်ပြီးတိုက်ခိုက်ဖို့အတွက်ပြေးလာပါတယ်။ ။မာရီလည်းပြန်ခုခံမှုအတွက်အာသာနဲ့အတွင်းရေးမှုကိုဖိရှောင်းခိုင်းလိုက်ပေမဲ့သူတယောက်တည်းအားနဲ့တိုက်ချိန်မှာတော့ဆက်ယုတ်ကသူ့ထက်အားပိုကောင်းနေခဲ့ပါရဲ့။ဆက်ယုတ်ကလက်မပါတဲ့အချွန်နေနဲ့မာရီကိုထိုးတက်ဖို့လုပ်တော့အာသာကမာရီရဲ့စာဝန်ခံပေးခဲ့ပါရဲ့။မာရီလည်းအာသာကိုနာကျင်အောင်လုပ်ရမလားဆိုပြီးဒေါသထွက်ကဆက်ယုတ်ကိုတစားစီတရားကိုပန်းထိတ်ပစ်လိုက်ပါရဲ့။ဒီလိုနဲ့ပြဿနာကြီးပြီးသွားတော့အာသာဟိုတနေ့ကပုံမှန်မဟုတ်တဲ့အပြုမှုတွေလုပ်တာဆက်ချွေရနေလို့ပဲထင်နေခဲ့ပါရဲ့။မာရီလည်းအာသာသူ့အတွက်တော့ယူသားရဲ့လူတယောက်ပဲဆိုပြီးတွေ့ရင်ပြန်ပြင်ထားပြီးပြီလို့ဖြေလိုက်ပါရဲ့။ အဲ့ဒါကြောင့်အသားလည်းအမြင်နဲ့သူ့ဘေးနားမှာပဲနေဖို့ပြုံးရွှင်တဲ့မျက်နှာနဲ့ပြောလာတာကြောင့်အတွင်းရင်မှုနဲ့မာရီကိုအလုပ်ပြန်ခံလိုက်ရပါတယ်။ဒါပေမဲ့မာရီတယောက်တည်းဟုတ်မဟုတ်ပဲမာရီကြောင့်တစားစီဖြစ်သွားတဲ့မာရီနာမည်နဲ့ကိုပါပြန်ပြုပြင်ပြီးအလုပ်ခံလိုက်ပါတယ်။ပြီးရင်တော့ဒီနေ့အစားပြီးနှစ်ယောက်အတူတူအသားကိုကာဝေးရမယ်လို့ပြောလိုက်ရင်တပိုင်းပြီးသွားခဲ့ပါတယ်။